လူဆိုတာမရတာကိုမရအောင်လုပ်ချင်တာတဘာဝပဲ။ဘာကိုဖုံးလက်လွတ်ပေးသူလုံးဝအစီအစဉ်ရှိဘူး။ မေမေကျမလုပ်ပေးရမလဲဘာမှလုပ်ပေးစရာမလိုပါဘူးတမီးရယ်တမီးဖုန်းဆက်ပိတ်ထားရဲဆိုမောင်ဖုန်းကိုတမီးရှောင်းနေရလားအင်းချမ်းပတိဆွဲနေလို့လေအဲ့ဒါဖုန်းကနဆက်ပိတ်ထားလိုက်တာတမီးရဲ့အိမ်အောင်ရေးအတွက်မောင်ဖုန်းကိုရွေးချယ်ပြီးပြီဆိုတော့စီစဉ်ရရှိရာစီစဉ်တော့နော်မမေသဘောတူတယ်မေချမ်းတို့လက်မထပ်ဘူးပြီးတော့ သူနဲ့လက်ထပ်ပြီးအဆက်အသွယ်မလုပ်ဖို့ပြောထားပေးတာပါ။ဘာကြောင့်လဲ။ချမ်းခံယူခြင်းနဲ့ချမ်းရက်တန်းလိုက်တာပါ။ပြီးတော့မြန်မာလေးနဲ့တမီးချမဒဇင်းယောက်ျားတယောက်ရှိနေတာမဖြစ်သင့်ဘူးလို့စဉ်းစားမိလို့တမီးရက်တန်းလိုက်တာပါ။အဲ့လိုရက်တန်းလိုက်တာအရာအားလုံးတော့ကောင်းပါတယ်မမီး။တမီးတော့ကရော။ပြီးတော့မောင်ဖုံးဘက်ကမငဲ့တော့ဘူးလား။ ချမ်းသာမိသားစုအတွက်ကငွေချမ်းသာဖို့တက်စိတ်ချမ်းသာဖို့အရေးကြီးတာမဟုတ်ဘူးလားမမေအခုဆိုလဲချမ်းပတိကားရေဆိုရင်လည်းဘယ်ရောက်မှစဉ်းစားစရာမလိုနေလို့ရပါတယ်မမေမမေဘာမှစိတ်ပုံနေနဲ့နော်သူမရေဟမ်အဲ့ဆိုဇော်ဇော်နဲ့နေနေလက်ထပ်ဖို့ဖြစ်သွားပြီပေါ့ဟုတ်လား မြစ်ဘာသာရဲ့အခြေအနေအရဘလို့ရှိတယ်။ဒီကငါ့ကိုဇော်လိုကောင်မျိုးနဲ့တွဲလို့စိတ်ဆိုးနေတယ်။အဲ့ဒါများငါတို့လက်မထပ်နိုင်မယ်နဲ့။ဒီခါလေးမောင်းထုတ်လိုက်တာမဟုတ်။ခုမှလာပြီးတပက်ကဗာမီစထားတယ်။စာအုပ်ကြီးတိုင်းလာလို့။ပြီးတော့လောကလူတွေအားလုံးကလည်းငါတို့ကြောင်တိသွားပြီးမို့လို့တဲ့။မဖြစ်မနေလက်ထပ်ရမယ်။အဲ့လိုကောင်မျိုးငါလက်ထပ်စရာနေစဉ်းစားကြည့်။အမှန်တော့လေ နင်စုံစုံနဲ့လက်ထပ်လိုက်တာနင်အတွက်ကိုမကောင်းလားမကောင်းငါမဖြစ်မနေလက်ထပ်မယ်လို့อ่ะကိုဖုံးမယ်ဟဲ့ဒီတကယ်ပြောနေရတာနေပါအောင်နေပါလို့အဲ့လိုလက်ထပ်ခြင်းနဲ့ဖြစ်နေရလက်ထပ်ဖို့တော့နင့်ကိုဘယ်ဟာတွေကဒီလောက်တော့တွန်းအားဖြစ်စေနေရတော်ရုံဟဲ့ဘာမှမဟုတ်တဲ့ကိစ္စဆိုလဲရှော်လိုက်ပါတော့ရွှေဖို့ရဲ့မနော်လေးလက်ထပ်မယ်ဆိုတဲ့ကိစ္စကြီးอ่ะ တန်းနဲ့တော့ခေါင်းစားစရာကြီးနော်။ယောက်ျားတစ်ယောက်ကိုကို့ပေးမှာတသက်လုံးထားပြီးချစ်နိုင်ဘူးဆိုတာချစ်နိုင်မှာ။ချစ်နိုင်တာဗောဟ။နင်အောင်လက်ထပ်ကိုတွေးနေရမှာမဟုတ်ဘူးလား။ငါနာမှာကုဖုံးတက်လုံးရှိမယ်ဆိုရင်အပြောမသေးကြဘူးပြီးတော့တိတ်ကိုလေကျဲရတဲ့သူ့အမေရဲ့ဥကိုချိုးဖို့အတူမရမကရအောင်တစ်ချက် ဲ့ဘွားကြီးကဘယ်လိုဖြစ်လို့လဲငါရုံလာပြီးတော့တူတာနဲ့ငါနဲ့ကိုသဘောမတူပါဘူးဆိုပြီးတခုတည်းရရအောင်ပြောသွားတယ်အေးငါလည်းအဲ့ဘွားတော်ကြီးကိုရွှေပုံအေးရပါလဲဆိုတော့တည်အောင်ပြဖို့အတွက်တူတာကိုငါလက်ထဲကိုရအောင်လုပ်မှာရမှာရွှေပုံဒီကိစ္စကနည်းနည်းတော့ကြီးတယ်နော်နေဖုံးမြင်စီကိုဘာလို့အဲ့လောက်တောင်လိုချင်နေရလဲဘွားတော်ကြီးကိုလက်ဆင်ပေးဖို့အတွက်နဲ့တော့ဟာ ။ No! မတူဘူး။အဲ့ဒါထက်ကိုပို့။ဟာတူတကယ်ချစ်တာ။ तू ငါ့ဘွားကြီးထဲမှာဘသူနဲ့မှမမတူရဲခံစားချက်မျိုးမောက်ပြီး။ငါ့ဘွားမှာငါ့ကိုဒူးထောက်မဲ့ယောက်ျားမျိုးတွေပဲငါတွေ့ဘူးလား။ဒါပေမဲ့ तू ကတော့အဲ့ဒီအားလုံးကိုစန့်ကျင်ဟာဝိုက်ကုလုံးနဲ့မလုံးဝတင်းလင်းထွက်နေရောက်ချတရား သူငါ့ကိုအော်တာဂရုမစိုက်တာခတ်တီတီနေအဲ့ဒီအားလုံးကငါတို့ဆုခင်ကွာအားကြောင့်မလို့လေရှေးလူကြီးတွေကစကားတစ်ခုထားခဲ့အယိုးပွဲအောင်ရိုက်မှအသေးဆွဲအောင်ချစ်တာတဲ့ငါကုမြင်တာတော့လေနင်ပြောတာထက်တာအောင်မှဟိုကနင့်ကိုပို့ပြီးတော့အဖက်မလုတာနော် မင်းအမကိုပဲအရန်ရန်ကိုချစ်နေတာကိုပဲမြင်တယ်။မင်းကဒါတောင်မှမရပါဘူးလိုချင်တယ်ဆိုတော့ဒီတစ်ခုခုလွတ်သွားပြီချင်တယ်။လူဆိုတာမရတာကိုမရအောင်လိုချင်တာတဘာဝပဲ။ဘာကိုဖုံးလက်လွတ်ပေးဖို့လုံးဝအစီအစဉ်မရှိဘူး။အဲ့အရေကိုပို့ပြီးတေချာသွားစီရတော့သူ့အမေချောက်နေစောင့်ကြည့်နေလိုက်သူ့ရောသူ့အမေပါငါရှေ့မှာဒူးထောက်လာစီ အဲ့ဒါသူနင်းမှချမ်းသာချိုတက်ကြတော့သူ့နဲ့ဖုံးညံစင်းကချစ်နေကြတာမဟုတ်ဘူးလားမမငါစကားတခေါ်မှာငါအတွက်အသက်ရှင်ပေးနေရဲ့သူတွေရဲ့မှာငါမှထိတ်ဆုံးอ่ะမမငါလိုချင်တဲ့အရာတွေအတွက်ယူပေးဖို့ဝယ်မလို့ဘူးအရှော့ပေးဖို့လည်းဝယ်မလို့အားကြောင့်ဒီကိစ္စမှာသူ့ထဲမတော်လည်းရတယ်မဟုတ်သေးဘူးနော် နေလုံးနေတာတွေအရင်လွန်လာပြီငါချစ်ပါတယ်လိုချင်ပါတယ်လို့ပြောနေနင်ကဘာဖြစ်နေလဲဟမ်စောင့်ကြည့်နေလားငါကိုဖုံးနေပဲမရရအောင်ငါလက်ထပ်ပြနောက်ဆုံးဖြစ်ဖြစ်ငါဘက်မှာမရှိတော့ဘူးဆိုရင်တော့ပါ